အာဆင်ဝင်းကားအမွေနဲ့အာဆင်နဲ့နောက်ွယ်ကလူတူအာဆင်ဝင်းကားဆိုတာနီးပြတူဆိုတာထက်ပိုပြောနိုင်ပါမှာဘောလုံးကို6နှစ်လောက်ကလေးကစတင်ထီထွေးခဲ့တဲ့ဂန်ဝင်းနီးပြကြီးအာဆင်ဝင်းကားကသူ့ရဲ့ကြီးကျယ်ခမ်းနားမားတဲ့ပြုပြင်ပြောင်းလဲမှုကြီးတွေကပရီးမီးယားလိရဲ့ကန်နင်ပြေးဘောလုံးနီးစနစ်တွေကခွဲထွက်သွားပြီးကစားပွဲတွေကိုအနိုင်ရယုံနေမဟုတ်ဖျော်ပြမှုပေးရတိုက်စီလှပကြော်ရှင်းတဲ့ကစားဟန်တွေကို အင်္ဂလန်ဘောလုံးလောကတွေကို ြီးပြည့်စုံစွာနှင့်အကောင့်ထေဖော်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်တဦးပဲဖြစ်ပါရည်။ဤပြည့်အာစင်ဝင်းကားကကစားသမားဘဝကိုစောစောစီစီအနားယူခဲ့တာဖြစ်ပါရည်။ပြင်းထန်သားကြီးကပြင်းထန်ကလပ်ဖြစ်တဲ့မိုနာကိုမှာစူဖလားသိမ်းယူပြီးဂျပန်ကိုပြောင်းရွှေ့ခဲ့ပါရည်။ဂျပန်ရောက်နေတုန်းမှာပဲပြင်းထန်သားကြီးအတွက်တဘောအလုံးစာကိုပြောင်းလဲမဲ့အလဲပြောင်းတစ်ခုကိုဂျုံခဲ့ရပါရည်။ဒါဟာ ဲ့ဒီအချိန်ကအာဆင်နယ်အသင်းဥက္ကဋ္ဌဖြစ်တဲ့ဒေးဗစ်ဒိန်းနဲ့အာဆင်ဝင်းကားတို့စကားစမြည်ပြောဆိုခဲ့ကြရင်ဒေးဗစ်ဒိန်းကအာဆင်ဝင်းကားရဲ့ခေရှိရောက်နေတဲ့ဘောလုံးအမြင်တွေကိုသဘောကျခဲ့ပြီးတော့1996ခုနှစ်မှာအာဆင်နယ်အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။အာဆင်ဝင်းကားမတိုင်ခင်ကအာဆင်နယ်ဟာပြင်းစရာကောင်းပြီးရလက်အသားပေးတဲ့ခံစစ်အသားပေးပုံစံနဲ့သာပျော်မြူးနေခဲ့ပါတယ်။နီးပြဟာဗတ်ချမန်ရဲ့ ခံစစ်ကိုအသာထားကတံမြန်တိုက်စစ်ကစားဝုံကစားကွက်တွေနဲ့အတူတူမာကျောတောင်နေတဲ့အတင်းအဖြစ်နဲ့သာ FA ဖလားနဲ့အတူအောင်မြင်မှုတချို့ကိုအာဆင်ဝင်းကမတိုင်ခင်မှာပိုင်ဆိုင်ခဲ့တာပါအာဆင်ဝင်းကမတိုင်ပြီး George Graham အထီကိုအင်္ဂလန်မျိုးပေါ်မှာပြင်းမို့ကောင်းတဲ့ကစားကွက်နဲ့ရားလက်ဒေတာအသာထားကစားခဲ့ပြီးမာကျောရဲ့ခံစစ်နဲ့သာဆက်လက်စော်ကစားသေးပါပြီအာဆင်ဝင်းကကိုအာဆင်နဲ့ရောက်ချင်းမှာပဲခံစစ်တပြားဟောင်းကြီးကိုရိုက်ချိုးဖို့သူ့ရဲ့ဘောလုံးတက်တနာတွေကိုတွတ်သွင်းခဲ့ပြီးအသင်းရဲ့ကစားဟန်ကို ပြိသက်မြူးပြီးညံဆန်းနဲ့ထိရောက်တဲ့တိုက်စစ်ပုံစံကိုအသာပေးကစားတာဖြစ်လို့အာဆင်နယ်ကစားဟန်ကိုညီလန်ခဲ့ပါတယ်။ပြင်သစ်သားကြီးကိုဂျပန်နာဂိုရာဂရန်ပတ်စ်အိုက်ကအင်္ဂလန်မျိုးခေါ်လာခြင်းမှာပဲမီယိုင်နဲ့တူတူပြိသက်တွေကပါဘသူကြီးလဲဘယ်တော့မှဆိုပြီးတော့မေးခွန်းနေပြီးပရီးမီးယားလိလို့ပြိုင်ဆိုင်မှုအားကောင်းလို့နဲ့လိမာကောလုတ်ပြနိုင်မလားဆိုတဲ့မေးခွန်းတွေကိုထုတ်ခဲ့ကြပါသေးတယ်။ကစားသမားတွေနဲ့မီဒီယာတွေစီကကြိုးစုံမှုအနည်းငယ်သာရခဲ့တာဖြစ်တဲ့ပြီး တင်းတင်းနဲ့အင်္ဂလန်ဂျားတွေကယဉ်ကျေးမှုကွာခြားချက်ဖြစ်တဲ့အရက်ပြဿနာကိုလည်းရှင်းခဲ့ရပါတယ်။ပြင်းတဲ့မှာအဲ့ဒီအချိန်တုန်းကအရက်ကိုဘောလုံးကစားမှုနဲ့ပတ်သက်ပြီးတော့တားမြစ်ပိတ်ပင်ခဲ့ပေမယ့်ပရီးမီးယားလိမှာတော့အရက်နဲ့ဈေးလိမ်ဟာကစားသမားတွေကြားမှာဖောဖောတည်တည်တောက်တုံးနေခွင့်ရခဲ့ပါတယ်။ပြင်းတဲ့သားကြီးကဆက်လိမ့်နဲ့အရက်ကိုသူ့အာဆင်နယ်အသင်းရဲ့ကစားချိန်နဲ့ training တွေမှာပိတ်ပင်ခဲ့ပါတယ်။ဒါရီမဟုတ်သေးပေနဲ့အဲ့ဒီအချိန်တုန်းကကစားသမားတွေဟာမရက်ပြန်စားနဲ့နေလေစားကိုသူတို့အစီအစဉ်နဲ့သူတို့သာစားခဲ့ကြပြီးတော့ တိုင်းရဲ့တေချာစားမလားမစားဘူးလားဆိုတာကလေသူတို့ရွေးချယ်မှုနဲ့သူတို့သာဖြစ်နေခဲ့ကြပါတယ်။အာဆင်ဝင်းကကကလပ်တွင်းမှာအာဟာရပြည့်ဝတဲ့အစားအသောက်ပိုင်းတွေကိုပြင်ဆင်စားတောက်စေခဲ့ပြီးတော့လေးချိန်ရဲ့အစီအစဉ်တွေကိုပါပြောင်းလဲခဲ့ပြီးပရီးမီးယားလိရဲ့တမိုင်းတစ်ခုလုံးကိုပြောင်းလဲမဲ့ခေတ်ရှိပြည့်မဲ့လှုပ်ဆောင်ချက်တွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကိုရောက်ရောက်ချင်းမှာပဲအခက်အခဲများစွာကြုံခဲ့ရပေမယ့်ရှိရဲ့ကစားသမားတွေနဲ့အတူတူလူငယ်ခြေတက်ကစားသမားတွေကိုတီကုံအသုံးပြုရုံနဲ့တင် ရာသီအပြည့်ကန်ရတဲ့1969 68ခုနှစ်မှာပရီးမီးယားလီဖလားယူလက်ဝဲပိုင်းဆိုင်နိုင်ခဲ့တာပါပရီးမီးယားလီရဲ့ဆက်ရှိပွဲဆက်ရှုံးပွဲမရှိစံချိန်ကြီးနဲ့တူတူ FA ဖလားကိုပါအရယူနိုင်ခဲ့ပြီးပရီးမီးယားလီရဲ့ဂျင်စာဖြစ်တဲ့နိုင်ငံသားသားနီးပြားတွေဆိုရင်ဖလားမရနိုင်တဲ့တမိုင်းဆိုးကြီးကိုပါကြော်လွန်ပြီးတော့သူ့ဘော်မေကွန်ထုတ်မှုတွေပါအဆုံးသက်စေခဲ့ပါတယ်ဝင်းကအာဆင်နယ်ကိုကင်တွယ်ပြီးတော့ကစားတဲ့ရာသီတွေမှာလေမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန်ဝင်နီးပြားကြီးဖြစ်တဲ့ဆာယလက်ဖာဂူဇန်နဲ့တူတူ ဖလားအတွက်ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိခဲ့ပြီးတော့ဘောလုံးလောကမှာလည်းအလွန်ကြည်ကောင်းခဲ့တဲ့ကစားပွဲတွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဇိုင်းလက်ဖာဂူဇန်ကိုရိုင်းကသူ့ရဲ့ပရီးမီးယားလီဂ်ဖလားကို73ချိန်အထိစံချိန်တင်ရရှိခဲ့တာကအာဆင်ဝင်းကားရဲ့ရှုံးပွဲမရှိစံချိန်လောက်မကြီးကျယ်ဘူးလို့ပြောခဲ့ဘူးပါသေးတယ်။၂003ရာသီမှာဂန်ဝင်းနီးပြကြီးအာဆင်ဝင်းကားကလွန်ခဲ့တဲ့နှစ်တရာကျော်ကလေးကအင်္ဂလန်မှာဘယ်အသင်းကမှမပိုင်ဆိုင်ခဲ့တဲ့တရာသီလုံးရှုံးပွဲမရှိပွဲစဉ်တွေကိုစော်ကစားပြီးတော့ The Invisible ဆိုတဲ့ဂုံပုတ်ကိုရွှေဖလားနဲ့အတူတူအရယူနိုင်ခဲ့ပါပြီ။နီးပြကြီးကလည်းဂန်နာအသင်းကိုကင်တွေးတဲ့တစ်လျှောက်မှာစူဖလားပေါင်း18လုံးထိအရယူပိုင်ဆိုင်ခဲ့ပြီးတော့ပရီးမီးယားလိ3ချိန်နဲ့အတူတူ FA Cup 9ချိန်ကိုအရယူနိုင်ခဲ့ကအာဆင်နယ်ရဲ့တရုတ်လက္ခဏာကိုပေးစွမ်းနိုင်ခဲ့တဲ့ဂန်ဝင်နီးပြကြီးလည်းဖြစ်ခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Joe Page ကနေမိတော့တင်သမျှတွေကိုလွတ်သွားတာမျိုးမရှိရလေအောင် Page လေးကိုလည်း Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။